ချစ်စရာကောင်းတဲ့ပုံရိပ်လေးနဲ့ငလင်ပေးတဲ့ပြည်သူတွေကိုအားပေးလို့ချီးကျူးခံနေရတဲ့ပြည်သူတော်မျက်နှာမြင်ချစ်ခင်ပါစေအထင်ရှားတနာပါစေဆုနဲ့ပြည့်စုံနေသလိုစိတ်တဘောထားလေးလေးအင်မတန်ကိုမှကောင်းမွန်လာကြောင်းပရိသတ်များစွာရင်အားပေးချီးကျူးတာကိုခံနေရတာကတော့တမီးလေးပြည်သူတော်ဖြစ်ပါသည်တမီးလေးပြည်သူတော်ဆိုရင်တော့နိုင်ငံကျော်ထိတ်တဲမင်းသားကြီးပြည်တီဦးနဲ့အလားပြေမှာထိတ်တဲမင်းသမီးကြီးအိနာကျော်စင်တို့ရဲ့ချစ်စရာကောင်းတဲ့တမီးလေးဖြစ်ပါသည်အရှင်ကပရိသတ်တွေရှေ့ကိုတိတ်ပြီးတော့ပေါ်ထွက်မလာခဲ့တဲ့တမီးလေးတို့မိသားစုဟာဆိုရင်အခုချိန်မှာပြည်သူတွေနဲ့ဒါ ာရဲ့တွေ့ဆုံပြီးတော့အပိစကားတွေပြောနေခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးပြုမှုတွေထဲမှာတကယ်ကိုမှစိတ်သဘောထားဖြူစင်ပြီးရိုးသားတဲ့ပုံစံပေါ်နေတဲ့တွေ့အားလုံးကတော့တမီလေးပြည်သူတာတို့ကိုလေးစားနေကြတာဖြစ်ပါတယ်။တမီလေးပြည်သူတာနဲ့ဖေဖေပြည်တီဦးမေမေဦးဝဲတို့မိသားစုလေးဟာဆိုရင်တော့မန်းလေးမြို့ပြည်သူစေယုံကြီးကိုကိုရိုင်းလာရောက်တွေ့ဆုံပြီးတော့အပိနေတဲ့စကားပြောဆိုနေခဲ့ကြတာပါ။ ပြည်သူတွေအတွက်အလွန်ငွေတွေများစွာကိုယ်တိုင်လူဒန်းခဲ့ပြီးဖြစ်ပြီးတော့အခုတစ်ခေါက်မှာတော့မန်လီမြို့ကိုကိုယ်တိုင်လာရောက်ပြီးတော့ထပ်မံလူဒန်းပြီးတော့အားပေးနေကြတာဖြစ်ပါသည်ပြည်သူ့ဥရောမိသားစုအနေနဲ့အနုပညာလုပ်တွေမလုပ်ကင်တော့တာလေအတော်လေးကိုမှကြာနေခဲ့ပါပြီဒါကြောင့်သူတို့တွေအနေနဲ့ပရိသတ်တွေနဲ့နှစ်ပေါင်းများစွာဝေးကွာနေကြရတာပါ ။သမီးလေးပြည်သူတာဆိုရင်လည်းငင်းစင်ကလေးကပရိသတ်တွေနဲ့ထိတွေ့ဆက်ဆံမှုတိတ်ပြီးတော့မရှိတဲ့အတွက်အစိမ့်သက်သက်ပုံစံတိုင်းဖြစ်နေခဲ့ပါရီ။လူတွေနဲ့ထိတွေ့ဆက်ဆံမှုနှဲပါတာကြောင့်ရှက်ကြောက်ကြီးတဲ့ပုံစံလေးဖြစ်နေပြီးမျက်နာကလည်းခက်တီတီပုံစံနဲ့ဖြစ်နေကြတာပါ။ဂျာရီမင်းအဲ့ဒါကမာနာကြည့်ပြီးတော့ချီးမိုးတာမျိုးမဟုတ်ဘဲလူတွေအများကြီးနဲ့တွေ့ရလို့ကလေးပီပီရှက်နေတာသာဖြစ်ပါရီ။တိုင်းမဲ့လည်းငလင်ပေးတဲ့ပြည်သူတွေကိုတွေ့ရတဲ့အခါမှာတော့သူမလည်းတကယ့်ကိုမှစိတ်မကောင်းဖြစ်သွားခဲ့ပြီးသူတို့တွေရဲ့အခက်အခဲပြည်လဲစီဖို့အတွက်အလွန်ငွေလေးတွေလူတိုင်းရှင်နဲ့အပေးနေခဲ့ပါရီပြည်သူတွေကလည်းသူတို့ချစ်ရ တဲ့မိန်းသမီးမိသားစုကအခုလိုကိုယ်တိုင်လာရပြီရောလူတွေနဲ့အခါမှာဝမ်းသာနေခဲ့ကြတာပါ အခက်အခဲပုံမီတွေကြုံနေရတဲ့အချိန်မှာဒီလိုမျိုးသူတို့ဘက်မှာရက်တီပေးပြီးတော့အားပေးတဲ့သူတွေရှိနေတာကိုသိလိုက်ရတဲ့အတွက်လဲဝမ်းသာခဲ့ရပါတယ်။အချို့သောမိဘပြည်သူတွေဆိုရင်တမီးလေးပြည်သူတာနဲ့အတူတူဓပုံတွေ့ရချင်ပါတယ်ဆိုပြီးတောင်းဆိုထားတဲ့အခါမှာလေတမီးလေးကကြည်ပြူစွာနဲ့ပဲလက်ခံပေးခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာမျက်နာလေးကတမျိုးဖြစ်နေပေမယ့်အဲ့ဒါကလူတွေအများကြီးနဲ့တွေ့ဆုံပြီးတော့ပရိသတ်တွေကသူမကိုဒီလောက်ထိအားပေးနေကြတဲ့အတွက်ရှက်ကြောက်နေတာဖြစ်ပါတယ်။ဒီလောက်လူများကြီးကိုတခါမှမတွေ့ဘူးပေမယ့်ပရိသတ်တွေရဲ့စိတ်တိုင်းကြဓပုံရိုက်ပေးနေခဲ့ပြီးတော့သူတို့တွေစိတ်သက်ခွန်အားဖြည့်ဆည်းပေးနိုင် ်ဖို့အတွက်လည်းအပိစကားတွေပြောနေကြတာဖြစ်ပါတယ်။တမီလေးကရှဲဝနေတဲ့ပုံစံလေးဆိုပေမဲ့ပြည်သူတွေပေါ်မှာတကယ်စာနာတနာပြီးသူတို့ရဲ့စိတ်တိုင်းကြားဓပုံလေးတွေတွဲရိုက်ပြီးတော့ခဏလောက်ပဲဖြစ်ဖြစ်စိတ်မောပန်းဖြေစေနိုင်အောင်လုပ်ပေးနေကြတာပဲဖြစ်ပါတယ်။တမီလေးပြည်သူသားတို့မိသားစုဟာဆိုရှယ်မီဒီယာမှာတက်ကြွပြီးအလူတနာပြုလုပ်တာမျိုးမဟုတ်ပဲအခုလိုမျိုးပြည်သူတွေစီကိုကိုယ်တိုင်သွားရပြီးတော့တိတ်ဆိတ်စွာနဲ့လှူဒန်းကုသိုလ်ရှုနေကြတာပါ။လက်ရှိမှာတော့မန္တလေးပြည်သူစိတ်ယုံကြည်မှတွားရလှူဒန်းနေပြီးတော့နောက်ထပ်နေဘက်ကလိုအပ်နေတဲ့ပြည်သူတွေစီကိုထပ်မံလှူဒန်းသွားမှာပဲဖြစ်ပါ ပါတယ်။ကြီးစုနေကြတဲ့ပြည်သက်တရားရောသမီးလေးပြည်သူဒါရဲ့ချစ်စရာကောင်းတဲ့ပုံရင်လေးတွေနဲ့ပြည်သူတွေအပေါ်မှာအားပေးနှစ်သိမ့်ပေးနေတဲ့အပေါ်ထင်မြင်ယူဆချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့အတွက်ပြည်သက်တရားချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီသေးနှစ်တူပြန်လာခဲ့ပါအောင်ရှင်။